ကျွန်တော်မင်္ဂလာပါကျွန်တော်တို့ Fighter Entertainment အစီအစဉ်ပေါ်မှာဆက်နေရရှိခင်ပဲဖြစ်ပါကြိုဒီနေ့ disappointment နဲ့ဟိုပွေလေးရပါတော့မနေ့ကဘန်စီမှာကျင်းပခဲ့တဲ့မူထိုင်းပြန်ပွဲမှာပါတော့အဲမြန်မာ Fighter တွေကိုဘတ်3000လောက်ပေးပြီးရင်စိတ်ကြိုက် award ထိုးလို့ရတယ်လို့အချောင်းလေးတဲ့ Thai Fighter ကိုပထမရှိမှာဟောလေထူလေထူခဲ့တယ်ပေါ့နော်ဆော်စီဖိုးရဲ့ပွဲလေးပေါ့နော်ဆိုတော့ဒီပွဲဒီပွဲလို့ကျွန်တော်ဒီဆက်လက်ကြည့်လိုက်အောင်ကဲ Thai Fighter တော့အနေအောင်ပေါ့မင်းနဲ့ပေါ့နော်ဆော်စီဖိုးကတော့အပြာရအောင်ပေါ့မင်းနဲ့ဥစ္စာနဲ့ ထိုင်းနိုင်ငံမြန်မာတွေတော်တော်လေးကိုအထင်သေးပုံရရနော်ဝဲထူးကြီးကပတ်သုံးတော်လောက်ပြီတော့ပတ်သုံးတော်လောက်ပြပြမြန်မာတွေကိုစိတ်ကြိုက်ဝန်ထိုးရလို့အားကြောင့်လေးရနော်ထိုင်းဖက်ကစပူဝဲလက်တွေထိုးတယ် စီခိုးခမကလည်းဒုတိယကနေနော်ဆစီဘူပုစကီပုစကီကနေခမကလူကိတကနေ ်ဘူးကလကနဲ့သစီဘူးသမကလည်းလူကလေးတော့ရောက်ကြတယ်နော် ကိုစီဘူးလူကိလကနဲ့ထိုင်းဘက်ကကိုစီဘူးလူကိလကနဲ့ ကရောင်းဘရရှိပြီးဆုံးပါရောဟိုရောင်းမှုတွေ့ရစီစားပါပြီ

ူကိကကနဲ့ကောင်းလေဆိုစုပ်ဒုက္ခကံကြတယ်နော် နှင်းရှင်မအပြည့်နဲ့ထမင်းကလေးချုပ်ဒူလေးတိုက်ရနော် ဆိုစီဘူကတော့လုံးဝအောင်နော်သတိကောင်းကောင်းနဲ့ဆိုစီဘူဝါလက်တူโอเคချာဘီကေကောင်းလိုက်လေလက်တီချေနော်ပြမြန်မာဖိုင်တာတွေကိုပတ်တုံတုံပေးပြီးတော့ပေးပြီးဝါထိုးလို့ရတယ်လို့အချောင်းလေးထိုင်နော်သူချက်သူချက်ချင်မှာဆိုစီဘူရဲ့လက်တီချက်ထိပြီးတော့ ကောင်းလိုက်လက်တိကျတယ်နော်โอเคโอညတော့ညဆုံးလိုက်နော်အဲဒါလေးကတော့မြန်မာတွေကို3000လောက် ပြီးပြီးရင် award အမုံထိုးလို့ရတယ်လို့အချောင်လေးနဲ့ထိုင်းကိုဆိုစီဘူကလဲထိုးနဲ့အနိုင်ယူပြီးတော့ဆုံးမပေးခဲ့တဲ့ပွဲလေးဖြစ်ပါဆိုအဆုံးနဲ့ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။လို့ဆိုရင်သာသာလောက်ပွဲကောင်းနေနေကျွန်တော်များပုံမှန်ဆက်ပေးသွားပြီလို့ကျွန်တော် YouTube channel ကို subscribe လုပ်သေးတယ်နဲ့ subscribe လုပ်တော့ပြကြပါနော်။အားလုံးကျေးဇူးတင်ပါတယ်။